မင်္ဂလာပါရှင်ရှဲကောမီဒီယာကကြိုဆိုပါရစေ။ညောင်ရွှေမျိုးနိုင်မြမတနခိုင်းရင်ကျေးမှုတလေးလှူရှာမှုအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။မြမတနခိုင်းရင်ကျေးမှုတလေးကို UNESCO ၏လူသားမျိုးနွယ်ကူစားပြု Dreaming ရင်ကျေးမှုအမွေအနှစ်စဉ်တင်သွင်းနိုင်ရင် အထောက်အကူပြုစေရန်ရည်ရွယ်ရေးမြမတနခိုင်းရင်ကျေးမှုတလေးလှူရှာမှုအခမ်းအနားကို Match လ23ရက်နနက်9:00နာရီကရှမ်းပြည်နယ်ညောင်ရွှေမျိုးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ပါရစေ။ အခမ်းအနားတွင်ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလင်းကအမှားစကားပြောကြားပြီးမြို့နယ်မြို့သမီးရာဖွဲ့ဥက္ကဋ္ဌဒေါ်ရင်မွန်ဦးကမြမတနခိုင်းရင်ကြီးမှုဒလေးလှူရှာမှုအခမ်းအနားကျင်းပပြုလုပ်ရခြင်းရည်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါသည် အဲဒီနောက်မြို့နယ်ပြန်ကြရင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးရရာရှိဦးနေမျိုးသူရင်ကနှစ်သက်မြတ်နိုးပွဲရာမြမတနခါသမိုင်းကြောင်အကြောင်းကိုရှင်းလင်းပြောကြားပြီးထိုင်ကူဂီတပတိတာအဖွဲလာပြူပြူလေးများကမြမတနခါတီတယုတ်ဖို့ဖြင့်တင်ဆက်ကားပြခဲ့ကြပါသည် အဲ့ဒီနောက်အခမ်းအနားတက်ရောက်လာကြသည့်ဌာနဆိုင်ရာများចောင်းသူလေးများတိုင်းရင်တိုင်းယူရရင်ဂျင်းမှုအဖွဲ့များနဲ့လူမှုရေးအသင်းဖွဲ့များကမြမတနခါသွေးခြင်းလိမ့်ချခြင်းတို့ကိုပျော်ရွှင်စွာစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။